စကိုင်းတိုင်းခင်ဦးမြို့နယ်ဒဲကတိုက်ပွဲတွေနဲ့ပတ်သက်လို့ဆက်ပြီးတော့ပြောပြပါမယ်။နိုဝင်ဘာလ23ရက်နေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲတစ်ခုမှာဆိုလို့ရှိရင်စစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းဟာတက်ပြတ်သွားတဲ့အထိတိုက်ခိုက်ခံခဲ့ရတယ်လို့ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေစီကနေသိရပါတယ်။ခင်ဦးမြို့နယ်ဒဲကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်တွေကိုမုံလရွာနာမှာပူးပေါင်းတပ်ဖွဲ့တွေကအပြင်းထန်တိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲကလေကွင်းပြင်ကြီးထဲမှာဖြစ်ပွားခဲ့ပြီး ော့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ဒီခမှန်းချက်အရဆိုလို့ရှိရင်စစ်ကော်မရှင်တပ်ဘက်ကတိတ်ဆုံးတဲ့သူအယောက်90ကနေ80ကြားရှိနိုင်တယ်လို့ဆိုပါတယ်စစ်ကြောင်းထဲမှာမူလကအင်အား180ဝန်းကျင်လောက်ပါတာဖြစ်ပြီးတော့ဂျန်နက်တပ်ဖွဲ့ဝင်တွေကတော့ဒီလေကတဲ့ရိုးတွေနောက်ပြီးတော့မြောင်းတွေထဲမှာပုံပြီးတော့ပဲဒီအာမုံလာရွာဘက်ကိုထွက်ခွာပြီးတော့ဆုတ်သွားတယ်လို့ဆိုပါတယ် ဲ့ဒီစစ်ကြောင်းဟာကမ်ဘလူဘက်က နေပြီးတော့ဒီအာပြင်နောင်ပြူရွာကိုတွားဖို့စူးစမ်းနေတယ်လို့လည်းသတင်းအရင်းမြစ်တွေကပြောပါတယ်။ဒါဟာခေဦးမြို့နယ်ထဲမှာစစ်ကော်မရှင်တပ်စစ်ကြောင်းဒါတပ်ပြတ်အောင်တိုက်ခိုက်အာနိုင်ခဲ့တာဟာဆိုလို့ရှိရင်ဒီနှစ်ထဲမှာဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။တော်လိုင်းရဲတပ်ဖွဲ့တွေရဲ့သုံးသက်ချက်အရဆိုလို့ရှိရင်ဒီလိုမျိုးတပ်ပြတ်အောင်တိုက်ခိုက်နိုင်တာကအဓိကတော့စိတ်တက်ချင်းကြွားချမှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။